ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့စီကျူယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုအဓိကအချက်၅ချက်အနေနဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၁အချက်အနေနဲ့ကတော့ကျွန်တော်တို့စားအသောက်နဲ့ထိမ့်သိမ်းကာကွယ်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကြားများများစားသုံးခြင်းစီကျော်မုံများစားသုံးခြင်းအစီများတဲ့အစာစာများစားခြင်းတို့အချိုရများတဲ့ကိတ်မုံများစားသုံးခြင်းမှာရှောင်ကျင်ပေးပါမယ်။ကျွန်တော်နေ့စဉ်စားသုံးနေတဲ့ခမင်းမှာလည်းအစီအစိတ်များတဲ့ အဲသမင်းကိုစားသုံးခြင်းမှာရှောက်ကြရပါမယ်ခင်ဗျာကျွန်တော်စားသုံးတဲ့အစားအစာကတော့ပဲမျိုးမျိုးဥအမျိုးမျိုးကျွန်တော်အတီးရွယ်များအစစ်အဆန်များကျွန်တော်အမြင်တက်ပေါကြွယ်သွားတဲ့အစားအစာများကိုစားသုံးတင်ပါလားခင်ဗျာနံပါတ်1ချက်နေရတော့ကိုယ်ကရလှုပ်ရှားခြင်းပဲဖြစ်ပါတယ်အဲကျွန်တော်တို့တပတ်ကို9ရက်တနေ့ကိုမီနစ်30အနေနဲ့အပေါ်စားလက်ချင်ခံများကိုပြုလုပ်ပေးတင်ပါတယ်ခင်ဗျာဥပမာ အလမ်းမြန်မြန်လျှောက်ချင်းရေကူးခြင်းစပိတ်စီခြင်းစတဲ့အပေါ်သားလေးကျင်ခံများကိုတနည်းအောင်မိနစ်30ပြုလုပ်ပေးတင်ပါရခင်ဗျာအယုံမှာအထိုင်များတဲ့သူများအနေနဲ့အတောက်လျှောက်ထိုင်နေခြင်းမှာရှောင်ကျင်ပြီးတော့တနာကြီးတစ်ခါလှုပ်ရှားပေးတင်ပါရခင်ဗျာနံပါတ်3ချက်နေနေရတော့ကျွန်တော်တို့အရက်သေးစာတောက်သုံးခြင်းဆက်လက်တောက်သုံးခြင်းစတဲ့မူရစေဝါ30ခြင်းများမှာရှောင်ကျင်ပြပါမယ်ဒါတွေလှုပ်ဆောင်ခြင်းရလဲစီကျော်ယောဂဖြစ်နိုင်ရေးများပါရခင်ဗျာ နံပါတ်၄ချက်နေနဲ့ကတော့ကျွန်တော်တို့ဟိုအဝလွန်ခြင်းကိုကာကွယ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုအယံဝတဲ့သူတွေကအရှိယယောဂဖြစ်နိုင်ကြီးများတဲ့အတွက်ကြောင့်ဒါကြောင့်မိမိခန္ဓာကိုမဝအောင်အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်သင်ပါတယ်အနံပါတ်၅အချက်နေနဲ့ကတော့ကျွန်တော်တို့သွေးမကြခဏဆစ်ဆီးခြင်းပဲဖြစ်ပါတယ်အမိမိမျိုးရိုးထဲမှာဆီကျူသွေးကျူယောဂရှိနေတဲ့သူရှိရဆိုရင်မိမိမှာလည်းဆီကျူသွေးကျူယောဂရှိနိုင်ကြီးရာခိုင်နှုန်းများတဲ့အတွက်ကြောင့် အဲကျွန်တော်တို့သွေးမကြခဏစစ်ဆေးခြင်းအကောင်းဆုံးဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောပြပေးသွားတာတွေကအာကျွန်တော်တို့စီးကျူယောဂမဖြစ်အောင်ဘယ်လိုကကွယ်နေထိုင်ရမလဲဆိုတာကိုပြောပြပေးသွားခြင်းမဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။